စကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီဇန်ကတော့ Wines Back ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်ရှိတဲ့ဒါမောင်းရွက်တွေထူးခြားတဲ့ဒါဈေးကွက်အစုံလေးနဲ့တူရင်ခုန်ခြင်းတော့ Wines Back ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ One Soccer Hub Promo Code နဲ့တူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံး Twin ငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာငွေကိုဒါစုလက်ဆောင်ရယူနိုင်တယ်ဆိုတဲ့အကြောင်းကိုတင်ကောင်းပါချင်ပါတယ်တခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ချင်ပါတယ် promo code ကိုကတော့ video ရဲ့ comment box မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာဆောင်းကားပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုကျွန်တော်တို့ဒါလက်တလောမှာမြန်မာအသင်းနဲ့ပတ်သက်တဲ့ကျွန်တော်တို့အမြင်လေးတွေကိုစုစည်းပြီးတော့ကျွန်တော်တို့ညီကိုတွေကနေပြီးတော့ သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်မှာတော့ကျွန်တော်နဲ့အတူကိုစိုးညီနဲ့ကောင်းထက်တို့ကပါဝင်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါကိုရိုးဟုတ်မင်္ဂလာပါညီလေး။ဒီမြန်မာအသင်းကတော့အာရှဖလားခြေစစ်ပွဲမှာဒါ serious ကိုနှစ်ကျော်စလုံးကိုပြတ်ရှော့ပြီးတော့ဒါခြေစစ်ပွဲကပြုတ်သွားပြီပေါ့နော်။အဲ့တော့မြန်မာအသင်းနဲ့ပတ်သက်ပြီးတော့လက်တလုံးမှာတော့တော်တော်လေးလေးပေးသည့်တိကြမှာပြောခွင့်ရရကြားနေရပါပေါ့။အဲ့တော့မြန်မာအသင်းရဲ့လက်ရှိအခြေအနေမြန်မာဘောလုံးလောကရဲ့အခြေအနေဒီပုံမှာကိုစိုးညီရဲ့အမြင်လေးဆောက်ပြီးတော့ပြောပြပါအောင်ကို။ပထမကျတော့ဗီဒီယိုကလည်းညီနဲ့ကိုနဲ့မြန်မာအသင်းကြောင်းတော်တော်ကြောက်ကြလိုက်တယ်။ လက်ရှိအခြေအနေဘယ်လိုမှဟိုပုံမှန်လည်းလည်းပြောရတယ်လက်ရှိအခြေအနေနဲ့တော့ဘာမှမဖြစ်နိုင်ဘူးဆိုတဲ့ဟာလေအဲ့လိုပြောလိုက်တဲ့အနေထားဒုတိယအကြော့ပွဲစဉ်ပြီးမှဟိုတည်ကြွားသွားတယ်။ဘာကြောင့်လဲဆိုတော့ပထမအကြော့တော့ဆိုကိုတို့အဓိကကစားသမားတချို့မပါဘူး။မမောင်းလည်းမပါဘူး။ဒီတရားထအောင်မပါဘူး။နောက်လူငယ်ကစားသမားလေးတွေဟိုလူမရွေးဒီလူမရွေးဆိုတဲ့အတန်လေးတွေရှိတယ်။အဲ့ဒုတိယအကြော့အတွက်ကြတော့မမောင်းလည်းလည်းပြန်ပါလာပြီ။ဒီတရားထအောင်ပြန်ပါလာပြီ။ဒီမဲမောင်ဦးတို့ဇော်ဝင်းသိန်းတို့သူတို့အားပြေးတယ်။လူငယ်တွေအသုံးပြုတယ်။ ဒါပေမဲ့လည်းအိမ်ကွင်းမှာတော့သုံးခုပြည့်ရှုံးတယ်။အဲ့တော့ကို့အမြင်ကတော့လက်ရှိမြန်မာလက်ရွေးစင်ဘောလုံးအသင်းရဲ့အနေအထားဒီဟိုလူမပါလို့ဒီလူမပါလို့ဟိုလူကိုမကြွေးလို့ဒီလူကိုမကြွေးလို့မဟုတ်ပါဘူး။တော်တော်ကြာဆင်းနေပါတယ်။ဒီအာရှရဲ့အလေလက်အလေလက်တန်းအဆင့်ရှိတဲ့အသင်းတွေတော့အိမ်ကွင်းရောအဝေးကွင်းရောရှင်ကိုင်းလိုင်းနဲ့အနေအထားမျိုးမရှိတဲ့အထီကိုလက်ရှိချိန်မှာကြာဆင်းနေလေလို့ပဲပြောချင်ပါတယ်။မှန်ပါတယ်အခုဒါဒုတိယကြော့ဆိုအိမ်ကွင်းမှာကစားပြီးတော့ဒါ အဲ့လောက်ကြီးကြီးဖြစ်သွားမယ်လို့မထင်ဘူးနော်ဒီမှာတော့ကျွန်တော်မြင်တာတိမ်ဘက်ရဲ့ဒီနီးပြရဲ့နီးပြကအပြောင်းလဲတော်တော်လေးအလုတ်ဖြစ်သွားတယ်လို့ထင်တယ်။ဇာသမား၃ရောက်ကိုမိနစ်80လောက်မှာလဲလိုက်တယ်ဗောနံပါတ်9ရဲ့10ရဲ့4ရဲ့ထင်တယ်။အဲ့နောက်ပိုင်းမှာမြန်မာတင်းကပြိုဆင်းသွားတယ်။တိုက်ဆိုင်တာကအဲ့အချိန်မှာပဲတရားထောင်ကလည်းတရားကြောင့်လူစားလဲခဲ့ရတယ်။တိုက်ဆိုင်မှုတွေဗောနော်နီးပြကအပြောင်းလဲတွေရောကိုယ်တည်းလိုအပ်ချက်တွေရောဗောနော်ဘက်ကလည်းအဲ့ဒီဝင်းကျင်တွေမှာဒုတိယပိုင်းမှာဆို၃ရောက်လောက်လဲတယ်ဒီမှာဇဝင်သိန်းလုံးကိုထဲတာမျိုးတွေရှိတယ်။နောက်ပြီးတော့တိုက်ဆင်မှာဆိုဝင်းနိုင်စိုးကိုထဲတယ်။ ဒီတယောက်တည်းတမ်းမိုက်တယောက်တည်းအထောင်ထားတာကနေတိုက်စစ်နှစ်ယောက်ကစားလာမျိုးတွေတောင်းဝင်လာတယ်ဒါမျိုးကိုဘက်ကကြတော့အလုံးမဖြစ်ခဲ့ဘူးသူတို့ဘက်ကလူသားလဲတဲ့ဟာတွေကအလုံးဖြစ်ခဲ့တယ်ကိုတက်ရောက်မှုရှိခဲ့တာပေါ့နော်အဲ့တော့ဆိုတော့ဒါကောင်းထက်ရဲ့အမြင်လေးပေါ့ဒီမြန်မာသင်းရဲ့လက်ရှိအခြေအနေတွေပေါ်မှာဒီပွဲနှစ်ပွဲအပြင်ကိုလက်ရှိမြန်မာသင်းကြုံတွေ့နေရတဲ့ဒီပြဿနာတွေပေါ့နော်အဲ့ဒီပေါ့ဒီပေါ်မှာညီလေးအမြင်လေးပြောပြပါဦးစီရပွဲဒါပထမပွဲလဲကြည့်လိုက်ဒုတိယပွဲလဲကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တော့ ဒီပထမပေါ်မှာကျွန်တော်ကိုပြက်ရှုံးတယ်ရှုံးတဲ့အတွက်အိမ်ကွင်းမှာတော့ဖိအားများပါတယ်ခုနဒါကိုပြောသွားသလိုပဲလူစားလဲမှုတွေပြုလုပ်တယ်ပေါ့နောက်ဆုံးမိနစ်မှာအခြေအနေချင်းတော့မတူဘူးစီးရီးယားကတော့တေကြတယ်နိုင်နိုင်မှုပဲဒါပေမဲ့တေကြလည်းဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူတို့ကနိုင်ဖို့အတွက် pressure မရှိမြန်မာကျတော့နိုင်ကိုနိုင်မှနောက်တစ်ဆင့်တော့မျောလင်းလို့ရတဲ့အခြေအနေမျိုးမဖြစ်ပါဘူးအဲ့လိုမျိုးပဲတိုက်ဆိုင်မှုတွေရှိရပေါ့နော်ဒီသူတို့ဘက်ကလူစားလဲကျွန်တော်တရားထောက်အောင်လာထွက်သွားရဲဆိုတာမျိုးပေါ့မြန်မာအသင်းက အာကျွန်တော်တို့အဲ့လိုပျံတွေးကြည့်တဲ့အခါမှာမြန်မာအသင်းဘာလို့မအောင်မင်းလဲမအောင်မင်းလဲမအောင်မင်းလဲဆိုတဲ့ဇကားတွေမေးခွန်းတွေပြိသက်တွေအတန်တွေဒီနယ်ပယ်ထဲမှာရှိတဲ့ကြွညံ့တဲ့လူတွေအတန်တွေပြီးဒီဘောလုံးလောကရဲ့ထိပ်သီးပိုင်းမှာရှိတဲ့လူတွေအမြင်တွေအများကြီးအများကြီးထွက်လာတာပဲဟိုမြန်မာကဒီအားရဘလောက်ဝင်ဝင်မရဘူးဆိုတာဒါနှစ်ပေါင်း90ကျော်လာပြီ ဒီကာလအတွင်းမှာလည်းကျွန်တော်တို့ဒါအောင်မြင်ခဲ့တာဆိုလို့ဒါအောင်သူတို့မျိုးဆက်တစ်ဆက်လောက်ပဲရှိတယ်။ဒါကတော့ပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်ဒီအငယ်တွေကိုကျွန်တော်တေးချလေးပြုစုပြိုးထောင်လာခဲ့တဲ့အသီးပွင့်ကိုခံစားရခဲ့ရဆိုတော့အချိန်ကာလတစ်ခုကိုကျွန်တော်ပိုင်ဆိုင်ခဲ့ဘူးပဲ။အဲ့တော့အဲ့ဒီနောက်ပိုင်းမှာရောဒီလက်ရှိအသင်းအောင်မြင်ဖို့အတွက်ကျွန်တော်တို့ရဘာတွေလုပ်နေလဲဆိုတော့အမြင်တွေဖြစ်လာတယ်။ဘောနောက်ပိုင်းမှာတော့ဒါဒီဘယ်လိုတိတိထန်ချာအပြောင်းလဲမြင်လာတာတော့ရှိတယ်။ဒီမှာ sport science ခံဖို့အတွက်လုံနေရဆိုတာမျိုးတွေဒီလိုအဲ့လိုမှာအချက်လက်တွေနဲ့ တင်းတင်းကိုတိဆောက်ဖို့အတွက်လိုအပ်တဲ့အရာတွေကိုဘောလုံးဖွဲ့ချုပ်ကနေပဲလုပ်နေရဆိုတာမျိုးတွေအဲပြီးလို့ရှိရင်အခုနောက်ပိုင်း Nissan Triter Japan Nissan Triter ခန့်လိုက်တယ်ဆိုတဲ့ဟာမျိုးတွေအဲဒါတွေကတော့အပြောင်းလဲဖြစ်လာလားဖြစ်လာနိုင်မလားဆိုတာကိုတော့ကျွန်တော်ဒါစောင့်ကြည့်ပေးအောင်ပါအချိန်ပေးအောင်ပါအဲ့တော့မြန်မာဘောလုံးသင်းကဘာဖြစ်ဖြစ်နိုင်လဲမင်းတော့ဟိုကျွန်တော်တို့ခုနပြောလို့ဘောနော်ဒီအလဲလက်ရှိလောက်တရှိတဲ့အသေးကိုကျွန်တော်တို့လိုချင်တဲ့ရလာမျိုးမကစားနိုင်တာတော့လိုအပ်ချက်ကတော့ အဖက်ဖက်ကနေရှိနေမယ်လို့ထင်တယ်ပြင်ပွဲပြီးမှလည်းကိုမျိုးလိုက်ဝင်ပြောရတာရှိရပါတော့ဒါ तू အဲဒီအဆင့်က तू ကဒီ level အဆင့်နီးပြမဟုတ်ဘူးပေါ့ तू A line ဆင်းဘာညာပေါ့နော် line ဆင်းကိစ္စဘာညာ तू ထည့်ပြောသွားတာမျိုးရှိတယ်ဒီတက်ဆိုင်ရာတချို့ media လည်းတက်ပါလိမ့်မယ်ဒီရဲ့ပြည်သက်တွေလည်းချိန်ပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့နီးပြတရားနီးပြတရားအနေနဲ့ကတော့ဒီအခြေအနေမှာဟိုရလောက်ကိုတာဝန်ယူခြင်းမယူခြင်းဆိုတာထပ်ပေါ့နော်ဒီအခြေအနေကိုပြုမြင်ပြောင်းလဲမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ ဟိုဓာယူဆက်လက်ကင်တွင်နေမလားဗောနော်အဲ့ဒါကတော့မေကွန်ထုတ်ကြအခြေအနေဖြစ်လာမယ်လို့ထင်တယ်အဲ့တော့ခုနကမေကွန်ပဲပြန်ကောက်ရမယ်ဆိုရင်တော့ဘယ်လိုဆက်သွားနေလဲဘာလုပ်နေလဲဆိုတာတည်းရှေ့ဆက်ဘာဆက်လုပ်မလဲပြီးရင်ကျွန်တော်ရှုံးလာတယ်တောက်လျှောက်ကြီးရှုံးလာတယ်ဆိုတဲ့အခြေအနေကဘောပရိသတ်ကဟိုအကြာကြီးထပ်ပြီးလက်ခံနေပါမလားပြီးဒီကာလအတွင်းမှာပြင်းပြပြောင်းလဲမှုများစွာလုပ်နေတယ်ဆိုတဲ့အရာတွေကအောက်ခြေကနေလုပ်နေရလားဘယ်လိုနေရာမျိုးကလုပ်နေရလဲအဲ့အရာတွေကလည်းအရေးပါတယ်အဲ့တော့လုံနေရဆိုလို့ရှိရင်လုံနေရဆိုတဲ့အရာနဲ့ တူတဲ့တန်နဲ့ရလတ်မျိုးလဲထွက်ဖို့လိုတယ်အချိန်ကာလတစ်ခုအတွင်းမှာပေါ့နော်ဒါကျွန်တော်အောင်သူတို့မျိုးဆက်အပီးနောက်ထပ်မျိုးဆက်တွေနောက်ထပ်ဒါနှစ်ခုသုံးခုတော့ထထွက်လာပြီအဲ့ကာလတွင်းမှာလဲကျွန်တော်အနေနဲ့အောင်မြင်တာဘာမှမရှိဘူးပြင်မာဘောလုံးပေါ့ဒါမျိုးသမီးဘောလုံးပဲကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တင်းတင်းရောက်ပတ်တဲ့အောင်မြင်မှုမျိုးပြိပိတ်ရဲ့အားပေးမှုမျိုးပြီးဒီကစားသမားရဲ့နဲ့ပတ်သက်တဲ့အတိုင်းအဝိုင်းတွေပေါ့နော်ဒီမိဘတွေရဲ့စိတ်ဝင်စားမှုမျိုးတွေတော့ကျွန်တော်တို့တော်တော်ကောင်းလာတာကိုတွေ့ရတယ်ကိုအဲ့တော့ဒီမြန်မာဘောလုံးအသင်းဆိုတဲ့နေရာမှာမျိုးသမီးအသင်းကတော့ဒီလိုမျိုး ့ချိန်ခွင်ရှာအပြောင်းလဲမျိုးသမီးအသင်းကတော့တွားနေပြီးတော့ဒီကဒီပြီးတက်ရိပ်ပြနေပြီးအမျိုးသားအသင်းကတော့ဒီပုံစံနဲ့တဖြည်းဖြည်းအောက်ကိုနစ်သွားရဆိုတာအဲ့ဒါတွေကဘာကြောင့်လဲဒါတွေကဆွေးနွေးကြရထက်ရှိလာမယ်လို့ထင်တယ်ဘုရားမှန်ပါတယ်ဒါအမျိုးသမီးကဒီကြိုင်ပွဲတိုင်းမှာပေါ့နော်အတိုင်းတာတစ်ခုထိပြည့်တက်ရဲ့အားပေးမှုတွေပို့ပြီးတော့ရလာတယ်လူစိတ်ဝင်စားမှုပို့ပြီးတော့မြင့်တက်လာတဲ့အချိန်မှာဒီလက်ရွေးစင်အမျိုးသားအသင်းကတော့ရလက်လဲမကောင်းဘူးဒီပြည့်တက်တွေရဲ့အမြင်မှာလဲ feedback တွေမကောင်းဘူးပေါ့နော်အဲ့တော့ဒီ လက်ရေးစင်အသင်းပေါ်မှာအကိုရဲ့အမြင်ပေါ့ပြည်သက်စိတ်ဝင်စားမှုကပို့ပြီးတော့ကြကြလာတဲ့အနေအားကောင်းတဲ့လက္ခဏာပေါ့ဒီပေါ်မှာအကိုအမြင်လေးလေးပြောပြပါဦးဒီဘောလုံးပွဲတွေပေါ်မှာပြည်သက်စိတ်ဝင်စားမှုဆိုတာတော့အကိုအမြင်ကတော့အချက်ကနှစ်ချက်ပဲရှိတယ်ပထမချက်ကအသင်းရဲ့ result ကောင်းဖို့ဒုတိယချက်ကအသင်းမှာပြည်သက်ကိုဆွဲဆောင်နိုင်တဲ့ပထမမျိုးရှိဖို့ဥပမာတစ်ခုပြောပြမယ်ကိုတို့ဒီ94 95ဝင်းကျင်မှာအောင်စံကွင်းမှာလုံးတဲ့ပွဲတွေရှိတယ်ရွေးစဉ်ရွေးဖို့ဆိုတော့ အသင်းလေးသင်းလုပ်တယ်လေးပွင့်ဆိုင်ညာသင်းနေတယ်မဟုတ်လေးပွင့်သားလေရွေးသင်းကိုကားနဲ့ခါခွဲလိုက်တယ်ပြီးွားရင်ကာခွဲရေးသင်းပါပြီးရင်လူငယ်အသင်းသင်းပါအဲ့လိုပွဲတွေတောင်မှပွဲကြည့်သင်ပေါ်မှာလူတွေပြည့်လို့ကွင်းပေးထီတောင်ရောက်တယ်ခေါမိုးဝဲဝဲလည်းရောက်တယ်နောက်ဆုံးကိုတို့ဒီဝင်းတတိုင်းလေးကိုကြော်တက်လာမျိုးတွေရှိတယ်အောင်စံပွဲမှာလှုပ်တဲ့ပွဲတွေရှိတယ်တွန်းလာပွဲမှာလှုပ်တဲ့ပွဲတွေရှိတယ်အဲ့မှာသူလုံးဝကိုကိုယ်ကပွင့်ထွက်သွားတဲ့ဟာပဲအဲ့ချိန်တော့ဘာဖြစ်လို့အားပေးလဲဆိုတော့အဲ့ချိန်တော့ ီသူတွေဟိုဒီပိတ်သက်တွေကြိုက်တဲ့ဘောလုံးသမားတွေမြန်မာအသင်းမှာရှိတယ်။မမျိုးလိုက်ဝင်တို့တန်တိုးအောင်တို့တင်းမြအောင်တို့ကြည်လွင်တို့ပတ်တန်းမှာဆိုစိုးနိုင်တို့အောင်ကြောကြောတို့အလို့တွေရှိတယ်။ဟိုစောင်းကြီးစင်းစရာကောင်းတဲ့အသင်းတွေအသင်းမှာရှိတယ်။နောက်ပြီးတော့အဲ့ချိန်ရရဇက်တွေရလဲ63စီကိန်းမှာ final တက်လာတယ်။ Thailand 43နဲ့ပဲရှုံးလာမျိုး။65စီကိန်းကြတော့လဲတယောက်ထုတ်ခံလို့အောင်ကြောထုတ်ခံလို့ဒီနော်တူဝမ်းလည်းပဲရှုံးလာတော့အဲအဲ့ဒီဂျားထဲမှာ63နဲ့65ဂျားထဲမှာ Asian Game ကိုလို့သွားပြိုင်နေ။ဟီရိုရှိမာမှာဂျပန်မှာ ကဲအာရှရဲ့ဟိုတောင်တင်းနဲ့အတင်းတင်းဖြစ်တဲ့ကလာလို့အသေးမျိုးနှစ်ခုရှုံတာကတူတူဖြစ်အောင်ပြန်လိုက်ကစားနိုင်တာမျိုးတွေအဲ့လို reset တွေရလဲပြိသက်တွေကိုဆွဲခေါ်တယ်။ခုနကပြိသက်ချစ်တဲ့ပြိသက်ကြိုက်တဲ့ကစားသမားတွေရလဲအသေးမှရှိနေတယ်။အဲ့ဒါအ90ပြည့်လို့ခါလာပေါ့။နောက်ပိုင်းကျတော့ဘယ်လိုရှိလာမလဲဆိုအောင်သူတို့ခက်မှာ။အောင်သူတို့ပြိသက်ကြိုက်တယ် reset တွေကောင်းတယ်။အဲ့အတွက်အဲ့ဒီအတွက်ဒီကွင်းလဲကိုပြိသက်တွေများလာတယ်။ခုနောက်ပိုင်းနေကြတော့အဲ့ဒါတွေရလဲအခိုက်တန့်နေပြီပါ။ ဒီအများစုမှာဒီ23လပဲအများစုမှာမြန်မာအသင်းမှာအဆောင်ကြီးစင်တာကသာသမားလည်းမရှိဘူးပြည်သက်ကိုဆွဲဆောင်နိုင်တဲ့ရားလက်မျိုးလည်းမရှိဘူးညီလေးတို့လည်းသိပါတယ်လေရွေးစင်အဆင့်မှာကိုတို့အောင်မြင်မှုများတော်တော်ကြပြီဟုတ်တယ်ထိခေါက်ပြိုင်ပွဲဒီတစ်ခုနှစ်ခုကမှာရားလာအလွင်ပေါ့နော်အဲ့တော့ပြည်သက်ကတော့လေရွေးစင်အမျိုးသားအသင်းပေါ်မှာအာယုံစူးလိုက်မှုကတဖြည်းဖြည်းလျော့သွားတယ်ဒီအခုလက်ရှိအရှာခြေစပွဲမှာဆိုရင်လည်းဒီတိုင်းပဲပြည်သက်စိတ်ဝင်စားမှုရတယ် ဲ့နှစ်ပွဲရဲ့အချိန်နဲ့စီးရီးယားနဲ့ကစားခဲ့တဲ့ပထမအကြော့ပွဲစဉ်အပေါ်မှာပြည်သက်တွေအများကြီးမျောလင်းကြတယ်မျောလင်းပြီးစောင့်ကြည့်ခဲ့ကြတယ်ဒါမဲ့ကိုပြတ်ရှုံးပါတယ်အဲ့အတွက်ဒီအိမ်ခွင်းမှာကြတော့အိမ်ခွင်းမှာကစားတဲ့ဒုတိယအကြော့မှာပြည်သက်လျှော့သွားတယ်အရင်ပွဲလေးနဲ့ဆက်လို့ရှင်အဲ့ဒါလည်းခုနကပြောသလိုပေါ့လေရွေးစင်အသင်းရဲ့ဂျာလက်တီအားလည်းပြည်သက်တွေအပေါ်မှာအများကြီးတက်ရောက်မှုရှိတယ်လို့ကိုပြန်ပြီးဟုတ်ကဲ့ပါတေချာကတော့တကယ်ပြိုင်ပွဲတွေမှာဒီလေစင်အစင်ကတဖြည်းဖြည်းရော့ကြလာတယ်ဆိုတာညင်နေရတယ်ပေါ့နော်တေချာကတော့ဒီလိုပြိုင်ပွဲကြီးတွေမှာဆိုပိုတိတာတယ်ပိုပြီးတော့လေကွာချက်တွေက level တွေ ွက်ွားလာတယ်အခုကစားတာအာရှအလယ်လက်အဆင့်ပေါ့နော်ကျွန်တော် data ring ပြိုင်ဘက်တော့မဟုတ်ပေါ့အာရှအလယ်လက်အဆင့်နေနဲ့ကစားရတယ်ပူပူပြီးတော့လည်းတိတာတယ်အဲ့ဒီကကစားသွားခဲ့တဲ့ကျွန်တော်ဒါစီးရီးယားကတတောင်တတားလေးပဲသူတို့တူးချင်းကြွချင်းမှုတွေဒီဘောလုံး control တွေ skill တွေကစားကွက်တွေအကုန်လုံးကတဆင့်กว่าတယ်ဆိုတာကွင်းထဲမှာကျွန်တော်လည်းသွားကြည့်ခဲ့တယ်မြင်နေပေါ့နော်ဟိုတတောက်တာကစားနေလို့ဒါလိုစောစောစီစီဂိုးတွေမရခဲ့တာပေါ့တကယ်တင်လိုက်တဲ့အချိန်ဘယ်အချိန်မှာဘာလို့ရမလဲဆိုတော့နီးပြရဲ့နီးပြကအပြောင်းလဲရပွဲကိုတကယ်တိုက်ရိုက် impact ဖြစ်သွားပြီးတော့ပွဲရလက်ကလုံးဝ မိနစ်80နောက်ပိုင်းမှာလုံးဝအပြူပြူလဲလဲဖြစ်သွားတယ်။အဲ့တော့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ညီလေးရဲ့အမြင်လေးပေါ့ဒီလက်ရှိအခြေအနေပေါ်မှာလည်းထပ်ပြီးပြောပြပေါ့။ခုနကကိုစိုးကြည့်ပြောတာကျွန်တော်ထောက်ခံတယ်။အဲ့တော့ရာလတ်နဲ့ပြိတ္တာအပင်မှုပြိတ္တာအလက်လည်းမင်းမှုနဲ့ reset ပေါ့နော်။တကယ်လို့ကျွန်တော်စီးရီးယားကိုဒါအဝေးကမှတေးကစားနိုင်ငယ်ပြိတ္တာကပြောင်းလာမှာပဲ။အဲ့လိုဖြစ်စဉ်မျိုးကဒီအခြေအနေတစ်ခုတည်းကိုကြည့်ပြီးဒါပြောတာပေါ့။အရှိမအများကြီးအများကြီးဖြစ်ခဲ့တယ်။ကျွန်တော်တို့ဒါ MLS ရ2009 2009ဆိုပြီး2012လောက်မှာကျွန်တော်ပြိတ္တာ ပြိတက်လုံးဝရောတဲ့အနေအထားဖြစ်သွား။နောက်ဆက်သုံးစီကင်ရိုက်ခတ်မှု၊ကွင်းထဲမှာပြိတက်လုံးဝမရှိဘူးအမှန်နဲ့။အဲ့လိုမျိုးတွေမြင်ရတယ်။ပြီးတစ်ဖက်မှာပေါ့နော်အခုမျိုးသားတင်ကြဆင်သွားတာမျိုးသမီးအတင်တက်လာတယ်။တက်လာတာမတော်တော်တက်လာ။သူတို့ fan meeting တွေပါလောက်တဲ့အချိန်မှာဒီသူနာဒီတက်ခွင်းလူကွင်းထဲမှာ live ပြိတက်တော့သွားကြည့်ရုံ။ဒါအောင် you area အတင်ကလောက်တာပဲရှိသေးတယ်။နိုင်ငံတော်နိုင်ငံအဆင်မဟုတ်သေးဘူး။ you club အတင်တင်ကမလောက်တာပေါ့နော်။အဲ့တော့မျိုးသမီးတင်ကတက်လာပြီမျိုးသားတင်ကဘာလို့ကြာသွားတာလဲ။ အဲ့တော့အမျိုးသမီးအသင်းအပအခြေအနေကိုကြည့်ရအောင်ခုနပြောလို့ result ကောင်းလို့ရှိရင်အားပေးမှုဖြစ်တယ်ဆိုတော့အမျိုးသမီးအသင်းကအခုဘာဖြစ်လို့လူငယ်ကစားသမား scout တွေအများကြီးထွက်လာတယ်ဒီပြောမယ်ကစားသမားပမာဏပေါ့နော်အောက်မှာအရင်မြစ်တွေအများကြီးသူတို့ရှာဖွေတွေးရှိခဲ့တယ် idea ကောင်းတဲ့လူတွေကိုပြန်ယူရတာပေါ့နော်အဲ့လိုအခြေအနေဘာလို့ဖြစ်လာလဲဆိုတော့မိဘတွေဘက်ကဒီအခြေအနေမှာပေါ့နော်ဒီအခြေအနေမှာမိဘတွေဘက်ကဒါကိုလိုလိုလားလားလက်ခံကြတယ်ပြောင်းပဒီကျောင်းပညာရေးတစ်ဖက်နဲ့ဒီဘောလုံးကစားတာကိုကြီးကြီးမားမားလက်ခံလာတဲ့အခြေအနေတခုဖြစ်လာတယ်ဒါကျွန်တော် AR အသင်းလူကြီးပဲပြီးခဲ့တဲ့3လလောက်နှစ်လခွဲ3လလောက်ဖြစ်မယ်ဒီ M3 ကမှလုပ်တယ်အဲ့မှာ ှာရှမ်းပြည်ကနေလာရွေးခန့်တဲ့ကောင်မလေးတယောက်ရှိတယ် ငငယ်လေးပဲရှိသေးတယ်အစကားပြောကြည့်ရသူတယောက်တည်းလာတာမိဘလွတ်လာဆိုလွတ်တယ်ဘာမိဘရဲ့ယုံကြည်မှုဗျာဘာဖြစ်လို့ဆိုလေးစအသေးနဲ့ပတ်သက်လို့ချေသူရလက်ကောင်းနေဆိုတဲ့ဟာမျိုးပြင်ဒါကိုပညာရေးနဲ့တွဲလို့လို့ရတယ်ဆိုတဲ့အမြင်ပေါ်မှာမိဘတွေအပြောင်းလဲခံလာတယ်ဗောနော်အဲ့လိုအဲ့လိုမျိုးဒါကျွန်တော်အရင်မင်းတွေထွက်လာကြပြီအရင်မင်းတွေထွက်လာကြတဲ့အပေါ်မှာအများအပြားကိုကျွန်တော်တို့ဒီကောင်းတဲ့လူချင်းရှိရင်တော့ပိုကောင်းတဲ့လူကိုရွေးချယ်လို့ရတဲ့အခြေအနေတွေဖြစ်လာတဲ့အတွက်တစ်ဖက်ကလည်း reserve ကောင်းနေတယ်တစ်ဖက်ကလည်းကစားမှုအများအပြားပေါ်ထွက်လာတယ်အဲ့လိုမျိုးအခြေအနေတွေသွားနေတာဗောနော်ပြီးကျွန်တော်နောက်တစ်ထပ်ပြောချင်တာကဒီ ဟိုတရေးစင်နဲ့ပတ်သက်တဲ့ scout ပေါ့နော်ဒါကျွန်တော်တေးထားတယ်ဘလုံးကာကစားနေအတွက်အချိန်ကလိုအပ်ချက်က grass root ပဲ grass root လောက်ကမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါခိုင်မာတဲ့ဖွဲ့စည်းပုံနဲ့စင်မင်းစည်းကမ်းတွေတိုင်းဒီလေ့ကျင့်ပြင်ဆင်မှုတွေတိုင်းနေ့စနစ်တွေပိုင်းစားရည်ကိုတစ်ခုချင်းစီကိုကျွန်တော်လုပ်ကိုလုပ်ပေးရမယ့်အခြေအနေတွေဖြစ်တယ်။အဲ့တော့အဲ့ဒါကြီးလုံးနေလားဆိုတဲ့ဟာကိုကျွန်တော်ပြန်တွေးကြည့်တဲ့အခါမှာဒီအခုဘလုံးဖွဲ့ချုပ်မှာနေ့စနစ်ရိုက်တာမီတာရှိရဂျပန်လိုမျိုး သူတချို့ပွဲတွေသွားကြည့်တာမျိုးကျွန်တော်မြင်ရတယ်ပြီးသူအောက်ကနေစကောက်တွေလွတ်ထားတာမြင်ရဒါပေမဲ့အဲစကောက်တွေပုံမှာသူကိုယ်တိုင်တော့သူကိုယ်တိုင်စိတ်တိုင်းမကြဘူးဆိုရယ်အတန်လေးလာကြကျွန်တော်တဖြည်းဖြည်းပြန်ချလာပြန်ချလာတဲ့အတွက်ဒီဟိုနီစနစ်ဒရိုက်တာက သူ့လက်အောက်မှာ သူစိတ်တိုင်းကြတဲ့အဲသူ့ရဲ့လက်ထောက်လိုဟာမျိုးတွေခံဖို့အတွက်ထပ်ပြီးဆွေးနွေးနေရဆိုတာမျိုးတွေပြီးဒီအဖွဲ့ချုပ်ဘက်ကအောက်ကနေသွားနေတဲ့ဒီစကောက်မှာအမျိုးသားတသက်အမျိုးသမီးတသက်ခွဲထုတ်မယ်ဆိုရယ် သတင်းမျိုးတွေလည်းကျွန်တော်တို့ကြားနေရတယ်ဒါဟုတ်တော်ရှိမဟုတ်တော်ရှိပါတော့ဖြစ်လာမယ်ဆိုလို့ရှိရင်တော့ဒါကောင်းတဲ့အမိနေဘက်ကိုဖြစ်တယ်လို့တော့ကျွန်တော်တို့မြင်တယ်အဲ့တော့ဒီအခုမိကုန်းကိုကျွန်တော်ပြန်သွားလိုက်မယ်ပေါ့နော်အဲ့တော့ကိုစုံကြီးပြောတော့ကျွန်တော်ထောက်ခံတယ်လေးစင်ရလက်ကောင်းနေဆိုရင်တော့တေကြရသုံးနာကွင်းကလူပြေးမှာပဲဒီသုံးနာကွင်းဆိုတာဟိုကျွန်တော်တကယ်တော့ပဲလားဒီဘက်တင်ကန်းကျွမ်းမဲ့လားလားမျိုးရဲပဲတော့တော့အမြဲတမ်းအရှိကလမ်းတွေကိုပြည့်ကျက်အောင်အားပေးခဲ့တဲ့လူတွေကြီးပဲဟိုဘလို့အခြေအနေမျိုးတွေဖြစ်အတင်းရလက်တခုတွေအတွက်အမြဲတမ်းအားပေးခဲ့တဲ့လူတွေပဲလာအားပေးရဆိုတဲ့နေရာမှာသုံးနာကွင်းကိုဘောလုံးပွဲကွဲလာပြီးခုဆိုတော့ အရင်မလွယ်ကူတော့တဲ့အခြေအနေတွေဖြစ်ကြတာကားကရှိမယ်စားရတောက်တာရှိမယ်ဒီပြိသက်ဒီကွင်းနဲ့ရောက်လာဖို့ဆိုတဲ့အခြေအနေကအရင်ခက်ခဲတယ်အဲ့တော့ပြိသက်ဒီကကွင်းနဲ့ရောက်လာပြီဆိုတဲ့ဆိုတဲ့ကအဲ့ဒီအရာတွေကိုရင်းနှီးပြီးရောက်လာတာအဲ့လိုအဲ့လိုအရာတွေရင်းနှီးပြီးရောက်လာတယ်ဆိုတော့တို့တို့ထောက်တန်တဲ့ရလက်ကိုတော့ကျွန်တော်တို့ယူပေးဖို့လိုတယ်အနည်းဆုံးဘလုံးပွဲမှာရလက်မနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ကစားဝုံကောင်းတာမျိုးပြီးအပြောင်းလဲဖြစ်စေမဲ့ဟိုဆုံးဖြတ်ချက်နဲ့လူစားလဲပေးလိုက်တာမျိုး ပရိသတ်အပေးရဂျိုးနဲ့တဲ့အခိုက်အတန့်နေအခြေအနေတွေဖြစ်ဖို့လိုတယ်အဲ့ဒါဖန်တီးပေးနိုင်မှာပဲမြန်မာအသင်းနဲ့ပတ်သက်တဲ့ပရိသတ်စိတ်ဝင်စားမှုဆိုတာမျိုးပရိသတ်အခိုက်မှာအားပေးနိုင်မှုဆိုတာရပြန်ပြီးတိုးတက်လာပါမှန်ပါတယ်ဒါပရိသတ်ကရှုံးလို့ပြောနေတယ်ဆိုတာထက်ဒီကစားတာ performance အရာဟိုပရိသတ်မျှော်လင့်ထားတယ်မဖြစ်လေပို့ပြီးတော့ပရိသတ်ကဟိုမကျင်တတ်လေပေါ့နော်မကျင်တတ်လေအသံတွေစုလေအသံတွေစုလေဒီဘောလုံးလောကနဲ့ပတ်သက်တာတွေကလှုပ်ခတ်တယ်အခုလောလောဆယ်လှုပ်ခတ်တာကောင်းတဲ့လက္ခဏာမဟုတ်တာတော့ တေးကြတယ်အစိုးဘက်ကိုများတယ်အဲ့တော့နီးပြပိုင်းမှာလည်းကျွန်တော်တို့ဒီ local နီးပြရဲ့တဲမှာအစစ်မိမိပေါ့နော်လရွေးစင်အစစ်တောင်မှကလပ်သင်းမှာတောင်းတောင်းမီတကယ်ဟုတ်ကဟိုယုံကြည်စိတ်ချပြီးတော့အားကိုးလို့ရတဲ့နီးပြမျိုးတွေမြန်မာဒီနီးပြရဲ့တဲမှာလည်းနဲတာလည်းပါကောင်းပါတယ်အဲ့တော့ဒီပိုင်းပေါ်မှာကိုစိုးညိအမီလေးလည်းပြောပြပါဦးဟုတ်ဒီကိုရုစီမှာတော့ကိုတီးတလောက်ကဘလူးလိုင်စင်ရတဲ့နီးပြ local နီးပြရှိတဲ့လောက်ပဲလို့ထင်တယ်အေးလိုင်စင်နေတော့ရှိတယ်ဒီဘလူးလိုင်စင်နီးပြတော့ရှိတဲ့လောက်နဲတယ်လို့ သိရတယ်။နောက်ဒီတွင်းမှာလက်ရွေးစင်အသင်းကိုကင်ပယ်ဖို့နီးပြအခြေချင်းမိတဲ့နီးပြရလဲရှားကောင်းရှားနိုင်တယ်။ဒါပေမဲ့လုံးဝမရှိတာတော့မဟုတ်ပါဘူး။ကိုတို့အရင်အောင်မြင်မှုတွေရခဲ့တဲ့အချိန်တုန်းကလည်းလိုကန်နီးပြတွေနဲ့အောင်မြင်ခဲ့တာတွေလည်းရှိတယ်။ဟိုးရွှေခေတ်တော့ပါလို့မပြောဘူး။ဒီဘက်နှစ်ပိုင်းပေါ့နော်။ကိုတို့ဒီ2005 2456အဲ့ဒီဝန်းကျင်မှာမြန်မာလက်ရွေးစင်အသင်းက job ပြန်ပြီးဦးဥမောလာတည်မာလီကားတို့ဘာလို့ရတဲ့အချိန်ဥတည်ဟန်လာအဲလိုမှဆိုလေဥစံဝင်းရောဥတည်ရင်းရောကာခဲ့တဲ့အချိန် ဲ့လိုမျိုးလေးလေအဓိကတော့ကိုမြင်လာတော့ဘ누구ကတင့်တော်လဲဘ누구ကိုရွေးချယ်ခံထားမလဲအဲ့ဒီလူကရေးကြည့်တာဥမာထူကြပါစို့ဒါပုံမွင့်လင်းလေးပဲဗျကိုမျိုးလိုက်ဝင်လို့ဆိုရလဲကစားသွားဘွားတွေကိုလိုကြိုက်တဲ့ဟာတွေကိုမျိုးလိုက်ဝင်လရွေးစင်တင်းကိုကင်ခဲ့ဘူးလေအဆင်မပြေဘူးအောင်မြင်မှုတွေများခဲ့ဘာကြောင့်တကြောချက်ပြန်ပြီးတော့တာဝန်ပေးလဲအဲ့လိုမျိုးပေါ့တော့ဘ누구တာဝန်ပေးမလဲဆိုတဲ့ authority ရှိတဲ့လူပေါ်မှာပို့ပြီးတော့အရေးကြီးတယ်လို့ပဲမြင်မိတယ် ဟုတ်ကဲ့ပါဒါလည်းဒါအခုအမြင်လေးကတော်တော်လေးဒါတဘာဝကြရတယ်ပေါ့နော် local နီးပြားတွေရှားပါတာလည်းမှန်တယ်ဟိုတပိုင်းပေါ့နော်ပြီးတော့ဒီနီးပြားခန့်တဲ့အပိုင်းမှာလည်းအဖွဲချုပ်အနေနဲ့တကယ်ကိုမှန်ကန်တင့်တော်တဲ့နီးပြားမျိုးတွေကိုမွေးထုတ်ပေးဖို့လည်းလိုတယ်ခန့်ဖို့လည်းလိုတယ်ပြီးတော့နိုင်ငံခြားသားတွေငှားတယ်ဆိုလဲငှားပြီးပြန်သွားရင်ပြီးဘောဆိုဖြစ်လို့မရဘူးသူတို့စီကဒါပညာတွေသင်ယူဖို့ပေါ့နော်အနီးကအလားမျိုးတွေလုပ်ဖို့လွယ်ဆိုတော့ကောက်ထက်အမြင်လေးလည်းပြောပြပါဦး မြန်မာအသင်းကပေါ့နော်ဒါပွင့်လင်းပြောလို့ကျွန်တော်တထဲဝဝင်ကြည့်ရဆိုတာလည်းဆယ်စုနှစ်တခုကြော်ကြော်ဘလောက်ပဲရှိသေးတယ်ပဲပြတ်တွေးချင်းအဲ့ဒီအချိန်တွင်းမှာဟိုကျွန်တော်တို့ပြပြရှင်ရှင်ခံစားခဲ့ရတာဆိုတော့အောင်သူတို့ UNICEF World Cup ကန်တဲ့အချိန်မျိုးရှိတယ်2019လောက်နော်ဟုတ်လားဒါတော့မှပဲဒါ U20 U19 ပေါ့နော်လက်ရှိအသင်းကိုပြန်ကြည့်တဲ့အခါမှာကျွန်တော်ဒီ2014 Philippines Peace Cup ငင်းငင်းဖိတ်ခေါ်ပလာရောက်လို့တခါပဲရှိအဲ့ဒါလည်း major trophy မဟုတ်ဖိတ်ခေါ်ပလာပေါ့နော်ဒါတော့မှပဲဒါကျွန်တော် Asian Philippines ကိုအဲ့တော့အမှတ်မဲ့ရ Asian Philippines ကို ဟိုနိုင်ငံရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြိုးစားဆိုကြနောက်ပိုင်းဘာတွေတိုးတက်ကောင်းမွန်လာလဲလို့မေးလို့ရှိရင်တော့ဟိုဘယ်လိုပြောထူးထူးခြားခြားပြတယ်ကျွန်တော်တို့မရှိဘူးဗျာဟိုစီစူစကီးမှာကျွန်တော်တို့ semi final နဲ့တက်တယ်ဆိုတာမျိုးတွေအဲအဲ့ဒါမျိုးတွေပဲရှိခဲ့တော့အဲ့နောက်ပိုင်းမှာပြန်ကြည့်လာတဲ့အခါမှာကျတော့လေစင်တင်ကြာသွား reset ကြီးကလုံးဝ reset ကကြာသွားအဲ့တော့ ောက်ခြေပိုင်းကတို့တေချာလောက်ခဲ့ပါပဲလောက်ခဲ့ပါပဲဆိုတော့လည်းဒါကျွန်တော်ပြန်တွက်ကြည့်မယ်ဆိုလို့မမဲရပြန်ကြည့်မယ်ဆိုလို့ချင်း2018 19လောက်မှာတယ်တို့ဖွဲ့စည်းပုံတွေပြောက်အကယ်ဒမီတွေလုတ်စသည်ဖြစ်ပေါ်လောက်လာပြီအခုဆိုရင်ဒါကျွန်တော်အချိန်ယူခဲ့တာ6နှစ်ကျော်9နှစ်နေပါဖြစ်လာခဲ့ပြီအဲ့ဒီအချိန်ကြီးဒီလိုရေးစင်အသင်အချိန်ကြီးကမပြောင်းလဲနိုင်သေးဘူးဒီတိုင်းပဲဆက်သွားနေတော့မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲ ်ဘာဖြစ်လဲဘာကြောင့်လဲဆိုရင်မေကွန်းနေရာလာထွက်လာနောက်တစ်ချက်ကကျွန်တော်တေချာလုတ်ခဲ့ရတယ်ဆိုလို့ရှင်အောင်သူတို့ယူဇာစကောအုပ်စုကတေချာလုတ်ခဲ့တယ်တေချာလုတ်ခဲ့ရတော့တေချာလုတ်ခဲ့တဲ့ဘယ်လိုကောင်းလဲအချိုးရလုတ်ကိုကျွန်တော်တို့ခံစားခဲ့ရတယ်ဗျာပြန်တွေးကြည့်ခံစားခဲ့သူတကယ်ကောင်းခဲ့တယ်ပေါ့နော်ကစားပုံအားအစင်တန်းတစ်ခု ရှိခဲ့တယ်အဲပြီးလို့ရှင်ဒီဒေတာတွေမှာဆိုလဲပြိုင်ဘက်တိုင်းကဒါတတိထားရတဲ့အသင်းမျိုးလေးစားတဲ့အသင်းမျိုးကစားပုံမျိုးစုဖွဲ့မှုမျိုးပေါ့နော်စိတ်ဓာတ်မျိုးကျွန်တော်ပြသနိုင်တယ် ဲ့လို check ပြောတာဘာဖြစ်လို့ဒီဘက်မှာပျောက်သွားရတာလဲတေချာလုံးခဲ့တယ်ဆိုလို့ရှင်တေချာလုံးနေခဲ့တယ်ဆိုလို့ရှင်အဲ့အဲ့ဒါတွေကိုတော့ကျွန်တော်တို့ဒီလိုအပ်ချက်တွေရှိနေတော့လကောက်ဟာကွက်တွေဒီအောက်ခြေဘိုင်းမှာဘောနော်လိုအပ်ချက်တွေရှိနေတော့ဟာကွက်တွေရှိနေတဲ့ကောဒါကိုတော့ကျွန်တော်တို့ပြုပြင်ပြီးပြောင်းလဲပြီးတေချာစစ်စစ်ပြီးပြန်လုံးတက်နေပြီလို့မြင်အချိန်တွေကကုန်လာပြီပေါ့နော်ပြီးနောက်တစ်ခုကကျွန်တော်တို့အာယုံ site တဲ့အရာပေါ့ဘလုံးအဖွဲချုပ်တော့လကောက်တာဝန်ရှိတဲ့လူတွေကအာယုံ site တဲ့အရာအာယုံ site တဲ့အရာကဘလုံးအတင်းတင်းကိုဒါမြန်မာလက်ရေးအတင်းကိုဒါဘလုံးဆင့်တန်းရတိုးတက်အောင်မြင်စေချင်တယ်ဆိုလို့ရှင်လူတွေအာယုံ site နေတဲ့အရာထက်တက ကယ်လုံးတင်နေတဲ့အခြေခံ investment တွေမှာလူမှန်နေရာမှာအချိန်မှန်ဖြစ်အောင်ငွေစားထုတ်သုံးစွဲမှုတွေမှာရောပဲဟိုတတိချာချာလေးစစ်စစ်ပြီးလှုပ်ဆောင်တဲ့နယ်လို့မြင်တယ်လူလူအောင်ဆိုင်မှုများတဲ့အရာတွေပေါ်မှာပဲကျွန်တော်တို့လုံနေမယ်ဆိုလို့ရှိရင်တကယ်လိုအပ်တဲ့နေရာတွေမှာမလုံဖြစ်ဘူးဆိုလို့ရှိရင်လက်တလောအရာတော့ကျွန်တော်အမြင်ကောင်းဝင်ကောင်းပဲဒါပေမဲ့အချိန်ကာလတစ်ခုထိစောင့်ကြည့်လာပြီးတဲ့အခါမှာဒါကြီးကဘာမှတိုးတက်ပြောင်းလဲမှုမရှိလာဘူးဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးလေဟိုဘယ်လိုပြောမလဲအချိန်ကုန်လူကုန်ငွေပန်းတာပဲအဖက်တင်လိမ့်မယ်ပေါ့နော် အဲ့တော့ကျွန်တော်တဘောကတော့ဘယ်လိုပြောမလဲစကောက်တွေတိကျပြန်လုပ်စေခြင်းနဲ့ပြီးလို့ရှိရင်ဒီအကယ်ဒမီပတ်သက်တဲ့အရာမျိုးတွေကိုတိတိကျကျလေးပြန်ပြီးတော့မုံမှန်ပြင်ဆင်စေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးလုပ်မယ်ဆိုလို့ချင်းအနည်းဆုံးတော့ကျွန်တော်ဒီလူစွာအရင်မြေအများကြီးထွက်လာမယ်ကစားသမားအများကြီးကိုကျွန်တော်ယူချဲ့ခွင့်ရှိလာမယ်ပြီးလို့ရှိရင်အဲ့ကစားသမားတွေကိုလည်းကျွန်တော်ဒီအခြေခံဒီစနစ်ပိုင်းဆိုင်ရာတိကျတင်ပေးလိုက်မယ်ဆိုရင်လည်းရင်းအသင်းနဲ့ပူပေါင်းတာမျိုးတတလိုက်လည်းရင်းအသင်းနဲ့ပူပေါင်းနေတဲ့ခါမျိုးမှာနိုင်ငံသားနီးပြတော်လကောက်ဒီပြည်နီးပြတော်လကောက်အနီးပြချမှတ်တဲ့နီးပြပိုင်းကိုတိတိကျကျလိုက်လိုက်ပြီး လိုက်ပါကစားနိုင်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီရလောက်ပိုင်းကိုမျောလင်းတာမဟုတ်တော့မှပဲကစားပုံအတင်းလိုက်စုဖွဲ့မှုစိတ်သက်ပိုင်းမှာတော့ဟိုအတိမတ်ပြုလက်ခံရလောက်တဲ့အခြေအနေတစ်ခုဖြစ်လာမယ်လို့ဒါကျွန်တော်တင်တယ်ဗောနော်ကျွန်တော်တို့ပဲမြင်ဗောဟုတ်ကဲ့ပါအဲ့တော့ပြောသားလေးလည်းတော်တော်လေးစုံပါတယ်ဗောနော်ဒါအကိုတို့နားလဲတလောက်ဆိုတချို့အတွင်ပိုင်းကဟာလေးတွေလည်းပါတယ်ဆိုတော့ဒီဆွေးနွေးခဲ့တဲ့ဒီအပေါ်မှာကိုစွန်ကြီးရဲ့အမြင်ဗောနော်နောက်ဆုံးဘာများထပ်ပြီးတော့ဖြစ်ဆက်ပြောခြင်းနေလဲကိုရောစရာတွေတော့အများကြီးရှိသေးတယ်ညီလေးဒါပေမဲ့အခုဒီ season မှာတော့လုံလောက်ပြီလို့ ထင်ပါတယ်မြန်မာဘောလုံးနဲ့ပတ်သက်လို့ရှိရင်တော့ပြောကြရတယ်ဒီပိုင်းနဲ့လည်းပြီးမှာပေါ့နှစ်ပိုင်းပြီးမှာပေါ့အဲ့ဒီအစီအစဉ်မှာတော့ဒီလောက်ပါပဲထပ်ပြီးတော့ပြည့်စုံပြောကြရလဲရှိတော့ပါဟုတ်ကဲ့ပါအဲ့တော့ဒါကောင်းထက်ရဲ့အမြင်လေးပေါ့ကောင်းထက်ကတော့ဒီ topic မှာအဓိကဟိုပြောသွားတဲ့ main point တွေအဓိကပြောသွားဆိုတော့ဒီ topic နဲ့ပတ်သက်ပြီးတော့ဘာများထပ်ပြီးတော့ပြည့်စုံပြောခြင်းလဲအကျေတော့မရှိတော့ပါဘူးဒီလိုပေါ့နော်ကျွန်တော် total channel ဆိုလို့ရှိရင်တော့တေချာလုံးမှာပဲရမယ်တေချာမလုံးဘူးတေချာလုံးတယ်ဆိုတဲ့နေရာမှာလဲ နေရာဆုံးပေါ့နော်အခြေအနေရဲ့ဆိုတေချာလုံနိုင်မှုလို့တေချာလုံမှာပဲဒါတိုးတက်အောင်ရမဟုတ်ရင်အချိန်လေးကုန်လာတာပဲရှိမယ်ပိုလင်းပြောရင်ကိုင်းနဲ့လာပေးပြိသက်ဘလော့ကနာဖို့ကောင်းလဲမိုးရင်းကာလာဟိဒီလိုလာဖို့တော့ဆိုလို့ညအလုတ်ဖြတ်ရမယ်ဗျာကာလာရှိမယ်စားရတောက်တာရှိမယ်ပြီးအချိန်ကလူတန်းစားရင်များတဲ့အားပေးရများတဲ့ကစားနည်းဒီလူတွေရဲ့မျက်နှာကိုအားမနာဘူးလားဆိုတာမျိုးကျွန်တော်ပြန်တွေးတင်တယ်လို့ထင်အချိန်လေးကုန်လာခဲ့ပြီဘာမှဖြစ်မလာသေးဘူးပေါ့နော်အနည်းဆုံးတော့ကိုင်းနဲ့ရောက်လာတဲ့ပြိသက်မျက်နှာကိုကြည့်ပါသူတို့ကို အားနာဖို့ပေါ့နော်အားနာဖို့ကြိုးစားဖို့တကယ်လို့ရလက်ပိုင်းကကျွန်တော်မကောင်းဘူးဟုတ်ဒီအဆင်မမီဘူးဆိုလို့ရှိရင်အဆင်မီအောင်လုပ်နိုင်တဲ့ကာလတစ်ခုအချိန်ယူဖို့ထပ်ပြီးပြန်လဲတည်ဆောက်ပေါ့နော်ဒီမကောင်းတာတော့မကောင်းတာဘူးဆိုပြီးပြောနေုံနဲ့တော့အဖေကတော့ထပ်တာတော့မဟုတ်ဘူးကျွန်တော်အဲ့ထက်ကနေဘလို့ကောင်းအောင်လုပ်နိုင်တဲ့နည်းလမ်းတွေရှိမလဲဆိုတာမျိုးပြီးတော့စဉ်းစားအချိန်ကုန်လူပန်းငွေကုန်လူပန်းငွေကုန်လူပန်းမဖြစ်စေဖို့အရေးကြီးတာပေါ့ဟုတ်ကဲ့ပါအခုလိုမြန်မာဘောလုံးသင်းနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံဖြည့်ချပေးခဲ့တဲ့အကိုတို့နှစ်ယောက်စလုံးကိုကျေးဇူးအများကြီးတင်ပါတယ် ခုတင်ဆက်ပေးခဲ့တာကတော့မြန်မာအသင်းနဲ့ပတ်သက်တဲ့အမြင်လေးတွေကိုကျွန်တော်တို့ညီကိုတွေကအပြုသဘောဆောင်တဲ့ထင်မြင်ချက်နဲ့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းအစီအစဉ်ကောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားပါမယ်လို့ပိတ်သက်တွေကိုတင်ကောင်းပါချင်ပါတယ်။